ီဘန်လေးကတော့အဲဖုံးဒီတက်စင်ကတ်တွေကိုပေါ့နော်အဲကိုကိုတိုင်းမှတ်ပုံတင်တဲ့နီးလေးကိုဒီဘန်လေးမှာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီတက်ဖုံးကိုကင်ဆောင်ထားတဲ့ငွေချင်းမိတ်ဆွေတွေအတွက်အဲဘ ഹു သူရရစေဖို့ဒီဘန်လေးကိုအဆုံးထိကြည့်ပေးပေါ့နော်အဲဒီဖုံးဒီတက်စင်ကတ်ကိုကိုကိုတိုင်းမှတ်ပုံကိုရဲ့မှတ်ပုံတင်တင်လိုက်ခြင်းကြောင့် ကိုဘာတွေကြိုးကျေးဇူးရမလဲဆိုလို့ရှိရင်เออกูโกไดตินตัดลุษิยสายอูตั้วပြီးတော့ပတ်စံပေးကြမလို့တော့ဘူးเออတချို့ဆိုင်နေရာကြတော့เออ60လောက်ယူတယ်တချို့ဆိုင်နေရာ120ယူတယ်တချို့ဆိုင်နေရာကြတော့ဒီ single မှတ်ပုံတင်တာ200အထိယူတယ်ဗောနော်เออကိုโกไดလုံးတက်သွားမယ်ဆိုရင်တပြားမပေးကြမလို့တော့ဘူး လွယ်လေးလွယ်ကူတယ်အဲနောက်တစ်ခုကကြတော့ကိုကကိုယ့်ရဲ့ single ကိုကိုလက်ရှိကင်ဆောင်ထားတဲ့ passport နဲ့ passport သက်တမ်းရှိတဲ့ passport နဲ့ကိုကကင်ဆောင်ထားတဲ့ဆိုရင်ကိုဘန်နေပါတပ်ဖွင့်တဲ့ခါကြလို့ရှင်တယ်လွယ်လွယ်ကူကူဖွင့်လို့ရတယ်ပေါ့နော်အဲတော့ single မှတ်ပုံတင်ထားမှာဘန်နေရလည်းဖွင့်ဝင်ပြီးတယ်ပေါ့နော်ကဲအဲနောက်တစ်ခုကကြတော့တကယ်လို့ကိုယ့်ရဲ့ဒီ detail ကို single ကကိုသုံးနေတာကြာနေပြီကြာတယ်ဆိုလို့ရှင်ကိုကအခုလက်ရှိ ပတ်စပို့နဲ့အဲ့ဒီတက်စင်ကာပူနာတော့ကကိုပတ်စပို့ကတက်တန်းကုန်သွားပြီဆိုရင်အခုလက်ရှိကိုကင်ဆောင်ထားတဲ့ပတ်စပို့နဲ့ကိုကစင်ကာကိုပြန်ပြီးတော့မှတ်ပုံတင်လို့ရတယ်အဲ့တော့ဒီနီးလေးကိုအသေးစိတ်ကြီးလိုက်တာနဲ့တင်တစ်ချက်ကုတ်၄၅ချက်အကုန်ပြတ်ပြီโอเคဒါဆိုကျွန်တော်တို့ကဒီဒီတက်စင်ကတ်ကိုကိုကိုတိုင်းမှတ်ပုံဘလို့တင်မလဲကိုရဲ့ပတ်စပို့နဲ့မှတ်ပုံတင်တဲ့နီးလေးကိုအသေးစိတ်ကြီးကြီးရအောင်ဗောနော် ကိုယ်တိုင်မပုံတင်မဲ့စင်ကတ်ရဲ့နံပါတ်ကိုကျွန်တော်တို့ပြန်ပြီးတော့စစ်ကြည့်မယ်ပေါ့နော်တစ္စရာတစ်တုံညာနှစ်ဒေါ်ဂျန်ကိုနှိပ်လိုက်တာနဲ့ဒါဒီတက်သမားတိုင်းသိတယ်ပေါ့နော်ဖုန်းနံပါတ်ကိုပြန်ကြည့်တယ်အဲ့ဒီဖုန်းနံပါတ်ဆယ်လုံးရဲ့အနောက်မှာသူကငန်း၄လုံးပါတယ်ဒါကကြတော့ကျွန်တော်အရင်တော့ကမှတ်ပုံတင်တာကျွန်တော်ရဲ့ passport နဲ့မှတ်ပုံတင်တာ၃၄၃ 3433သတာကျွန်တော် passport အဟောင်းရဲ့အနောက်ကခဏန်းဖြစ်တယ်အဲအဲ့ဒီမှာကျွန်တော်တို့ကအခုလက်ရှိ passport အသစ်ပြောင်းလိုက်အတွက်ကြောင့်မလို့အဲ့ဒီအသစ်ရဲ့ခဏန်းလေးလုံးပေါ်အောင်လို့ကျွန်တော်တို့ဒါမှတ်ပုံတင်တယ်လို့ခေါ်တယ်ပေါ့နော်ဖုန်းနံပါတ်ကိုကျွန်တော်တို့စစ်ပြီးွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် play store ဒီမှာ data app ကိုကျွန်တော်တဒောင်းမယ်ပေါ့နော်ဒါ data data လို့ရေးလိုက်တာနဲ့ဒီကိုပေါ်လာပြီအဲ့ဒါ install လုပ်လိုက်ပေါ့နော်ထည့်သွင်းလိုက်ထည့်သွင်းလို့ပြီးွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့အဲ့ data ကိုလိုက်ရှာပြီးတော့ဖွင့်ရမှာဖြစ်တယ်ပေါ့နော်ဒီ data ဟာကိုဖွင့်လိုက်မယ်အဲ့ data application လေးကိုဖွင့်လိုက်ဖွင့်ပြီးွားတာ နဲ့ကျွန်တော်ဒီမှာဒီလိုမျိုးပေါ်လာရင်ဟိုးအောက်ဆုံးမှဒွလာအဆက်30နဲ့ MOI မိုးလို့ရေးထားတယ်ပေါ့နော်အဲအဆက်မိုးနှိပ်လိုက်မယ်နှိပ်ပြီးသွားလို့ရှိရင်မနော်မိုးနှိပ်ပြီးသွားတာနဲ့အမှ verify ပြဖေး ownership ဆိုတဲ့စာသားလေးကိုကျွန်တော်တို့ကနှိပ်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့နှိပ်လိုက်တာနဲ့တင်ကိုဒီမှာမိ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 ပေါ့နော် ownership လုံးမယ်အဲဖုန်းနံပါတ်ကိုထည့်ပေးရမှာပေါ့နော်ဒီနေရာမှာကျတော့ကျွန်တော်ခုခုနကဖုန်းနံပါတ်ကျွန်တော်ကြီးလိုက်တဲ့ဖုန်းနံပါတ်ပဲကျွန်တော်ဒီထဲမှာရိုက်ထည့်ရမှာပေါ့နော် အဲကိုကိုဖုန်းနံပါတ်ကိုကိုကိုမှတ်ပုံတင်မဲ့ဖုန်းနံပါတ်ကိုနှိပ်ထည့်လိုက်တယ် login ကိုဝင်လိုက်ပြီးလို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့ကကဏ္ဍကုတ်ပေါ့နော် OTP ကုတ်ကြလာတယ်အဲ့မှာကို OTP ကုတ်ထည့်တယ်ဒါကြတော့ login ဝင်တာပေါ့နော် app တဲကို application နဲ့ login ဝင်မှုတော့ဥနာကုတ်ထည့်ပေးရတာပေါ့နော် အမှကြားလာတဲ့ owner ကိုထည့်မယ်ပုံတော့ပြီးတော့လို့ OTP ကိုထည့်မယ်ထည့်ပြီးွားတာနဲ့ကျွန်တော်ဒီမှာအောက်ကဟာလေးကိုနှိပ်လိုက်နှိပ်ပြီးွားတာနဲ့နောက်တစ်ခေါက်ထပ်ပြီး iPhone number ကိုထပ်ထည့်မယ်ပြီးွားလို့ရှင်ဒီ OTP code ကိုကျွန်တော်တို့ပြန်ထည့်မယ်ဟုတ်ပြီနော်နှစ်ခါလုတ်ပြရတယ်ပေါ့နော်အဲတချို့ကတော့တစ်ခါပဲလုတ်ရတယ်ဒီနေရာမှာဒါပေမဲ့နှစ်ခါလုတ်ဆိုတော့နှစ်ခါလုတ်ပြလိုက်ပေါ့နော် အဲ့ဒီမှာ OD ODB ကိုထည့်ထည့်ပြီးွားတာ ਨੇ ဒါဆိုကျွန်တော်တို့ ODB ကို6လုံးထည့်လိုက်တယ်အဲထည့်လိုက်တာ ਨੇ ကိုသူကဒီလိုမျိုးပေါ်လာပြီအဲဒါဆိုရင်ကျွန်တော်တို့က passport နဲ့ပဲလုပ်မယ်ပေါ့နော်အဲဟိုဘက်က passport ကိုကျွန်တော်တို့ရွေးပေးမယ်ရွေးပြီးမိမိရဲ့ passport မှာပါတယ်ဟို ID number ပေါ့နော် passport number ကို ျွန်တော်ကထည့်ပေးရမှာဖြစ်တယ်ပေါ့နော်အဲအမှန်တော့အဲ26640ခွန်ဒါကျွန်တော်ရဲ့ passport ပေါ့နော်ကဲအဲ့ဒါလေးကိုနှိပ်လိုက်မယ်အဲနှိပ်ပြီးွားတာနဲ့တင်ကိုမှတ်ထားမယ်နော်26640ခွန်ဒါကိုယ့်ရဲ့ passport အနောက်ကလေးလုံးပေါ့နော်လို့ရှင်တော့ကျွန်တော်တို့ဒီဟိုမှာနှိပ်ကိုနှိပ်ပေးလိုက်မယ်ပေါ့နော်ဒီနေရာမှာတော့မိမိ passport ကိုတပ်ပုံရိုက်ပြရမယ်။ passport မျက်နှာပြင်ကိုဒီလိုမျိုးလေးတရားချပြီးတပ်ပုံရိုက်ရမှာဖြစ်ပါတယ်ခင်ဗျာ။ ပတ်စပို့ကိုကွာဓာတ်ပုံရိုက်လိုက်တာနဲ့နောက်ပြီးဒါပတ်စပို့ကိုသူကစကန်ဖတ်နေပြီ OK ဝိုင်းဒီလိုအမှတ်ချက်လေးပေါ်သွားတယ်။တေချာရိုက်ပြရတာနော်ခဏနေပါလားအကုန်လုံးပါ။ OK ဒီလိုရလာပြီဆိုရင်တော့ဒါမိမိရဲ့မွေးနေ့တက္ကသိုလ်တွေမိမိရဲ့ပတ်စပို့ ID တွေပေါ့နော်။ဒါကြောင့်ကိုယ့်ရဲ့ information တွေအဆင်ပြေတယ်ဆိုလို့ရှိရင် confine information ဆိုတဲ့အောက်ဆုံးဟာလေးကိုနှိပ်လိုက်။နှိပ်ပြီးဒီနေရာမှာကျတော့ name ကိုပဲဆက်နှိပ်လိုက်မယ်။စကန်ဖတ်ရမယ်။အဲစကန်ဖတ်တဲ့အခါကျရင်ရောဒီမှာတို့လားကျွန်တော်တို့ကိုယ့်ရဲ့မျက်နှာကိုသွားစကန်ဖတ်တယ်ဒီလိုမျိုးလေးစကန်ဖတ်ပေးလိုက်ပေါ့နော်။ အဲဘာမှလုပ်ပြီးသားမလို့မျက်လုံးလေးဖွင့်ပေးလှုပ်လိုက်ရတယ်အဲစကန်ဖတ်လိုက်အဲဖတ်ပြီးွားရင်သူဒီလိုမျိုးလေးတွားနေလိမ့်မယ်ပေါ့နော်ကဲအဲ့လိုမျိုးလေးတွားနေပြီးွားဆင် okay ပါနော်โอเคဒီလိုလေးပေါ်လာလို့ရှင်တော့အမကွန်တိနျူးကိုနှိပ်ပေးလိုက်ပေါ့เนาะ โอเคဒီလိုပေါ်လာရင်တော့ I have read in access ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပေါ့เนาะ အဲ့ဒါဆိုရင်တော့ရပါပြီခင်ဗျာပေါ့နော်အဲ့တော့ဒီဟန်လေးကြည်ပြီးတော့အားလုံးပဲအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်လောက်ထားတာလေးအပြင်ပြန်ထွက်လိုက်မယ်ဟုံးနှိပ်ပြီးပြင်ထွက်လိုက်တော့ထွက်ပြီးွားတာနဲ့ကျွန်တော်တို့မှာဖုန်းနံပါတ်ပြန်စစ်မယ်စတာ132တော်ကြံကိုကျွန်တော်တို့ပြန်နှိပ်ပြီးတော့စစ်လိုက်တဲ့အခါကျရင်ဒါကျွန်တော်တို့အဲကနန်းဆက်လို့နောက်မတွေ့လားကျွန်တော်တို့ခုနက864ခုကျွန်တော်အခုလက်ရှိ passport ရဲ့ဟာလေးရသွားပြီဖြစ်ပါတယ်